ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုထုတ်ပြပြီးမှာတော့ပစံအိတ်ထိုးနေဖြစ်ပါတယ်သုံးပြထားတဲ့အခြေအရာတော့နိုင်လွန်ချီအနေရောင်အဖြူရောင်အဝါရောင်တို့ပဲဖြစ်ပါတယ်အဆိုင်ကတော့2.5 mm ဖြစ်ပါတယ်နောက်ထပ်အပြန်အရတစ်ခုကတော့ အကောင်သေးရခင်ဗျကတိပါမယ်မိချစ်ပါမယ်ပြုရှင်စစ်စစ်တခုပါမယ်ခင်ဗျအကောင်အသေးနဲ့ဈေးရဲ့အသားကိုဖောက်ပြီးတော့ခြီကိုစပြီးတော့ထိုးမှဖြစ်ပါတယ် ဆေးရသားကိုဖောက်မယ်။အနီရောင်ချီကိုယူပြီးတော့တိုင်တိုးပဲထိုးမှာဖြစ်ပါတယ်။ဆေးရသားကိုဖောက်တဲ့အက်ကတော့ခေါင်းသေးတဲ့အတွက်ချီကိုယူရတဲ့အခါမှာ ခြေရအပြည့်မပါဘဲနဲ့ကွဲကွဲပြီးတော့ကျန်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးဆေးအသားကိုဖောက်ပြီးတော့ထိုးရတာနည်းနည်းတော့လက်ဝင်နေခင်ဗျပြောရှင်ဈေးအသားမှာဖောက်တဲ့အခါမှာလေညီမအဆင်ပြေမှာပါမညီလို့ရှင်စစ်ကတွန့်နေလိမ့်မယ်ခင်ဗျာ ခုလိုမျိုးဇေရတစ်ဖက်အစုံနာထီကို ရောက်တဲ့အထိထိုးပေးရပါမယ်စေရဲ့တစ်ဖက်ချမ်းကိုကူးမှဖြစ်တဲ့အတွက်ဖုန်မီငါးခုထိုးပါမယ်။ပြီးလို့ရှိရင်တခြားဘက်မှာသွားပြီးတော့စစ်တာကိုဖောက်ပြီးတော့တိုင်တိုးထိုးပါမယ်ခင်ဗျ။ ဆေးရဲ့တစ်ဖက်ခြမ်းကိုလည်းအခုလိုမျိုးဖောက်ပြီးတော့တိုက်တူအပြည့်ဆက်ပြီးတော့ထုတ်ပေးတော့ရပါမယ် တစ်ဖက်ချင်းရဲ့အဆုံးထိရောက်ပြီဆိုလို့ရှိရင်ဖုန်မီငါးခုထိုးပြီးတော့ဆက်ဆက်ချင်းထိုးခဲ့တဲ့အပေါင်နဲ့ပြန်ပြီးတော့ချိတ်ဆက်ပေးရပါမယ်ထိုးရတာနည်းနည်းလေးဝင်နေတဲ့အတွက်အတေလည်းကျွတ်ထွက်ကုန်ပါခင်ဗျ နောက်တဒန်တက်ဖို့အတွက်ဖုန်မီတစ်ခုစထိုးပြီးတော့တိုင်တိုးတွေကိုတပတ်ဆက်ပြီးတော့ထိုးပေးသွားရပါမယ်အမေကတော့ပတ်စံအိထိုးပြီးတော့မှစစ်တက်တာတော့ပို့ပြီးတော့ကောင်းပါတယ် အခုလိုမျိုးဈေးရဲ့အသားကိုဖောက်ပြီးတော့ထိုးထားတာကြတော့ဈေးပြတ်သွားခဲ့လို့ရှိရင်ဈေးပြန်လဲဖို့အဆင်မပြေတော့ပါခင်ဗျာရေရိုးပတ်ဆိုင်ရေးထိုးပြီးတော့မှဈေးတက်တာကြတော့ဈေးပြတ်သွားတယ်ဈေးကောင်းပြတ်သွားတယ်ဆိုလို့ရှိရင်နောက်ထပ်ဈေးအတခုအစားထိုးလို့ရပါတယ်အခုထိုးပြထားတဲ့ဒီအတိုင်းကတော့ဈေးကောင်းပြတ်သွားပြီဆိုလို့ရှိရင်တော့ဒီပတ်ဆိုင်ကဘာမှလုပ်လို့မရတော့ဘူးဈေးပြန်ချိန်ဖို့လည်းဘယ်လိုမှအဆင်မပြေတော့ဘူးခင်ဗျာ ဒုတိယထဲမှာတော့တပောက်ကို တိုင်တိုတိုင်နှုံးနဲ့ပဲပပတ်လေထိုးပြီးတော့တာဖြစ်ပါတယ် တတိယတန်းမှာလည်းစစောအထိုးခဲ့တဲ့နေရာတိုင်းပဲတပေါက်မှာတိုင်တူတတိုင်းနှုံထိုးပြီးတော့ ျွန်တော်ထုတ်ထားရတဲ့ဒီဇိုင်းပုံစံကိုဒီနေရာနေစပြီးတော့ရှင်းပြပါမယ်ခင်ဗျာအနီရောင်ကိုတိုင်တို့၃တန်းထိုးထားပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ခြီဝါရံကိုချိန်နေတိုင်တို့တိုင်ထိုးတယ်နောက်ထပ်တိုင်တို့တိုင်ကိုတော့အပေါ်ဆုံးတန်းမှာမထိုးဘဲနဲ့ဒုတိယမြောက်တန်းရဲ့အပေါက်ထဲကိုထည့်ပြီးတော့မှတိုင်တို့ထိုးတာပါ ပြီးလို့ရှိရင်တော့အပေါ်တန်းမှာတိုက်တူတတိုင်းထိုးမယ်ပြီးရင်နောက်ထပ်တိုက်တူတစ်ခုကိုတော့အပေါ်ဆုံးတဲ့မှာမထိုးဘဲနဲ့အပေါ်ဆုံးတဲ့ရဲ့အောက်ဖက်ကတန်းတွေကအပေါက်ထဲမှာအကူထည့်ပြီးတော့တိုက်တူတတိုင်းထိုးထားတာပါဒါဆိုတော့ တိုင်လေးတွေကတတိုင်းအတူသွားတယ်တတိုင်းအရှည်သွားတယ်အဲ့ဒီပုံစံနဲ့ပုံဖော်ထားတာဖြစ်ပါတယ်ပေါ်ဆုံးတိုင်ရအပေါက်မှာတိုင်တူတတိုင်းထိုးမယ်နောက်တစ်ပါးကကြတော့အပေါ်ဆုံးတိုင်ရအောက်ဖက် တန်ကအပေါက်ထဲမှာတိုင်တိုတိုင်ထိုးမယ်။ဒါဆိုရင်အဝါရောင်လေးတွေကတတိုင်ရတိုးပါမယ်တတိုင်ရရှိပါမယ်။ဒီလိုပုံစံနဲ့တပတ်ပြေအောင်ဆက်ပြီးတော့ထိုးပြီးသွားတာဖြစ်ပါတယ်။ ပုံဖော်တဲ့အတန်ပြီးသွားပြီဆိုရင်တော့နောက်ထပ်တတန်းကတော့တပေါက်မှာ တိုင်တိုတတိုင်နှုံးနေပဲတပတ်ပြအောင်ထုတ်ပြရပါမယ် ဟွာရောင်၃ထက်မြောက်မှာလေတပေါက်မှာတိုင်တိုတိုင်နှုံးနေပဲတပတ်ပြန်အောင်ဆက်ပြီးတော့ထိုးပေးရပါမယ် ဟဝါယံအခြေကိုလည်း၃တက်မြောက်မှာတစ်ပေါက်မှာတိုင်တိုတစ်တိုင်တုံးနဲ့တစ်ပတ်ပြည့်အောင်ဆက်ပြီးတော့ထိုးပေးသွားရပါမယ်ဟဝါယံ၃နဲ့ပြည့်ပြီဆိုလို့ရှိရင်ချီအနီရောင်ဘက်ကိုကူပါမယ်အနီရောင်ရဲ့ပထမဆုံးတက်မှာ ပုံဖော်ပြီးတော့ထိုးပေးရပါမယ်အပေါ်ဆုံးတက်ရဲ့အပေါက်မှာတိုင်တိုတစ်တိုင်ထိုးမယ်နောက်အပေါ်ဆုံးတက်ရဲ့အောက်တန်းဒုတိယတန်းမှာ တိုင်ထိုးကြတိုင်ထိုးမယ်အပေါဆုံးတက်မှာတိုင်ထိုးကြတိုင်ထိုးမယ်ဒုတိယမြောက်တက်မှာတိုင်ထိုးကြတိုင်ထိုးမယ်ဒီနေ့တိုင်းတပတ်ပြည့်အောင်ဆက်ပြီးတော့ထိုးပေးရပါမယ် ပတ်စံထဲမှာဖုန်းလဲထည့်လို့ရအောင်ချိန်ပြီးတော့ထိုးတာဖြစ်ပါတယ်ပုံဖော်တဲ့အတန်းပြီးပြီဆိုတော့နောက်ထပ်အတန်းတွေကတော့တပေါက်မှာတိုင်တိုးတိုင်နှုံးနေပဲပပက်လဲဆက်ပြီးတော့ထိုးပေးသွားရမှာဖြစ်ပါတယ် ဒီပေါက်မှာတိုင်တိုတိုင်ကိုကျွန်တော်၃တန်းထိုးရပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီအပိုင်းကတွဲဆက်မဲ့အပိုင်းဖြစ်တဲ့အတွက်တန်းပို့ပြီးတော့ထိုးထားတာပါပြီးလို့ရှိရင်တော့ပတ်ဆိုင်ကိုပြောင်းပြန်လှန်လိုက်မယ်ခင်ဗျာပြောင်းပြန်လှန်ပြီးတော့မှကျွန်တော်အောက်ဖက်ကို တွဲဆက်ပါမယ် အဖတ်တွက်ဆက်တာကတော့ဟိုဘက်အပေါက်နဲ့ဒီဘက်အပေါက်ကိုတခါလေးထည့်ပြီးတော့တိုင်တိုးတွေထိုးပေးသွားခြင်းဖြစ်ပါတယ် ဟောက်ဖက်ကို တွဲဆက်ပြီးပြီဆိုရင်တော့ခြေကို အဆုံးတက်လို့ရပါပြီ။ တွဲဆက်ပြီးပြီးခြေစားတွေကိုလည်းအစတက်ပြီးပြီးဖြစ်တဲ့အတွက်ပတ်စံရည်ကို အတဲ့ဘက်ကို ပြန်ပြီးတော့လှည့်ပါမယ်ခင်ဗျာ။ အစတော့ခြေကိုကျွန်တော်300အသုံးမလို့ပဲဒါပေမဲ့300ကမလှတဲ့အတွက်200ရောင်းမယ်အသုံးပြုပြီးတော့ထိုးထားပါတယ်နိုင်လုံနဲ့ထိုးထားဖြစ်တဲ့အတွက်ဟိတ်ကမာမာတန်းတောင်လေးပါဣရာတို့လျှော့တာတော့မဖြစ်မနေဘူးရေလျှော့မယ်ဆိုရင်လည်းအလျှော့ခံတယ် ဆက်ထားတဲ့အကြောင်းကလည်းအနီရောင်နဲ့ငှို့ဝါရောင်ဖြစ်တဲ့အတွက်အတော်လေးကိုလိုက်ဖက်တယ်ခင်ဗျာဖုန်းရောပတ်စံရော အလွယ်တကူထည့်လို့ထုတ်လို့လည်းရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။